ဟဲ့လူငယ်တို့ရေအလုတ်မှာထိတ်ဆုံးကိုရောက်ဖို့ဆိုတာရုတ်ချောတိုင်းတော်တိုင်းဖြစ်နိုင်လို့လားမဖြစ်နိုင်ဘူးနော်တကယ်တော့လှုပ်ဝက်ချက်တွေအများကြီးရှိသေးတယ်ဗျဒီဗီဒီယိုမှာကျွန်တော်တို့ live speed frankel ဆိုတဲ့ပုံကိုရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာနီးပြဆရာရေးသားထားတဲ့ nice cars don't cut the corner office ဆိုတဲ့စာအုပ်ထဲကအကြောင်းအရာတွေကိုမျှဝေသွားမှာပါဒီစာအုပ်ကအမျိုးသမီးတွေအလုတ်ခွင့်မှာဘလို့အောင်မြင်ရမလဲဆိုတာကိုအတိအကျထားပြပြထားတာပါ ဒီဗီဒီယိုလေးမှာစောက်ထဲကအကြောင်းအရာတွေကိုစိတ်ဝင်စားစရာကောင်းတဲ့အပိုင်း30ပိုင်းနဲ့ဆွေးနွေးသွားပါမယ်။ကိုယ့်ရဲ့စွမ်းအားကိုလက်ခံပါ။ကိုယ့်ရဲ့စွမ်းအားကိုကိုယ်တိုင်ပဲတိုင်းတာနိုင်နေဆိုတာကိုသိထားရမယ်။လူတော်တော်များများကကိုယ့်ကိုယ်ကိုအားမတန်ဘူးလို့ထင်တတ်ကြတယ်။ဒါကငငယ်ကအတွေ့အကြုံတွေလူမှုအတိုင်းအဝိုင်းရဲ့တွင်တင်ဆုံးမမှုတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။တကယ်စွမ်းအားဆိုတာကိုယ့်ဘဝနဲ့ရွေးချယ်မှုတွေကိုထိန်းချုပ်နိုင်တဲ့စွမ်းရည်ပဲ။ အောင်မြင်မှုဆိုတာကိုလည်းကိုယ်ပိုင်အိဗယ်ဖွင့်ဆိုတင်တယ်။လူတွေကမျိုးသမီးတွေအတွက်အောင်မြင်မှုဆိုတာကိုချင်းချင်းမြောင်မြောင်ပဲသတ်မှတ်လို့ရှိတယ်။ကိုယ့်ရဲ့တန်ဖိုးတွေနဲ့ကိုက်ညီတဲ့အောင်မြင်မှုကိုကိုယ်တိုင်ပဲသတ်မှတ်တင်တယ်။ကိုယ့်ရဲ့ professional ဘဝကိုတာဝန်ယူပါ။အခွင့်အရေးတွေကိုသူများပေးတာကိုမဆောက်ပါနဲ့။စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့ကိုယ့်အတွက်ကိုယ်တိုင်ပြောဆိုဖို့တွက်ချက်ပြီးမှဆွလာဖို့လိုပါတယ်။ကိုကိုကိုယုံကြည်မှုရှိရှိပြတတ်နေ။ ရုပ်ရည်ကလည်းအရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ်။ဘလောက်ပဲတော်တော်ပညာတတ်နေပါစေကိုယ့်ရဲ့ပုံမှန်တံတန်းကမပြည့်စုံမှုဆိုရင်အထင်သေးခံရနိုင်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့လုပ်ငန်းနဲ့ပင်မှာလေးစားခံရမယ်။အာယုံစိုက်ခံရမယ်ဝတ်စားစင်ရင်မှုကိုဂရုစိုက်တင်တယ်။ခန္ဓာကိုယ်အမှုရာကလည်းအရေးကြီးတယ်။ကိုယ်ကိုမတ်မတ်ထားပါ။မျိုးလုံးချင်းစုံအောင်ကြည့်ပါ။ယုံကြည်မှုရှိတဲ့လက်ဟန်ခြေဟန်တွေကိုသုံးပါ။စကားပြောတဲ့အခါရှင်းရှင်းလင်းလင်းနဲ့အတန်ကျဲလဲထားပြီးပြောပါ။ ဘလောက်ပဲခက်ခဲတဲ့အခြေအနေမျိုးမှာဖြစ်ဖြစ်တည်ငြိမ်အေးဆေးတဲ့ပုံစံကိုထိန်းထားပါကိုယ့်ရဲ့တန်ဖိုးကိုကိုယ်တိုင်ဖန်တီးပါ ကိုယ့်ရဲ့အားသချက်တွေနဲ့ကိုယ်ကုမ္ပဏီကိုဘာတွေပေးနိုင်လဲဆိုတာကိုအမြဲပြောပြပါယုံတွေးရေးရာတွေကိုယုံကြည်မှုနဲ့ညင်ဆိုင်ပါယုံတွေးနိုင်ငံရေးဆိုတာမကောင်းတဲ့အရာတော့မဟုတ်ဘူးဘယ်အလုပ်ခွင်မှမစိုးနိုင်ငံရေးဆိုတာရှိတတ်ပါတယ်ကိုယ့်ရဲ့အဖွဲ့အစည်းထဲမှာဘယ်သူတွေကဘလို့အာဏာရှိလဲဘယ်သူတွေကမဟာမိတ်တွေလဲ ။ဘာတွေမျှော်လင့်ထားလဲဆိုတာကိုလေ့လာပါ။ဒါမှကိုယ့်ရဲ့အတ္တမွေးဝမ်းကြောင်းလမ်းကြောင်းကိုမှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်မှာပါ။မတူညီတဲ့အလွတ်အသီးတိကလှုပ်ဖို့ကံပတ်တွေနဲ့ဆက်ဆံရေးကောင်းတွေတိဆောက်ပါ။အကြံဉာဏ်ပေးနိုင်မဲ့ဆရာကောင်းတွေ၊နောက်ွယ်ကနေကူညီပံ့ပိုးပေးမဲ့သူတွေအတူတူပူးပေါင်းလှုပ်ဆောင်နိုင်မဲ့လှုပ်ဖို့ကံပတ်တွေကိုရှာဖွေပေါင်းသင့်ပါ။ရုံးတွင်းနိုင်ငံရေးမှာပါဝင်နေဆိုတာကိုယ့်ရဲ့ကိုကျင့်တရားကိုစတဲ့ရမယ်လို့မဆိုလိုပါဘူး။ဘယ်အရာကိုပဲလှုပ်လှုပ်ရိုးရိုးသားသားနဲ့ကျင့်ဝတ်တိတ်ခါရှိရှိ လုဆောင်မှာခက်ခဲတဲ့အခြေအနေတွေနဲ့ရင်ဆိုင်ရတဲ့အခါကို့အတွက်ရော အဖွဲ့အစည်းအတွက်ပါအကျိုးရှိမဲ့ဝင်းဝင်းဖြစ်တွေကိုရှာဖွေပါအခိုင်အမာပြောဆိုဆက်သွယ်ပါအများနဲ့စကားပြောတဲ့အခါကို့အတန်ကိုရှာဖွေပါအစည်းအဝေးတွေမှာစကားပြောဖို့ကိုယ့်ရဲ့အကြံဉာဏ်တွေကိုပြောပြဖို့အခက်အခဲရှိနေသူတွေအတွက်ကတော့ရှင်းရှင်းလင်းလင်းနဲ့ဒုံကျည်မှုရှိရှိပြောဆိုလေ့ကျင့်ပါအရေးကြီးတဲ့ဆွေးနွေးမှုတွေအတွက်ကြိုတင်ပြင်ဆင်ပါ စကားပြောတဲ့အခါနေရာယူဖို့မကြောက်ပါနဲ့ကိုယ့်ရဲ့အခွင့်အာဏာကိုရောနှဲစေမဲ့အတုံးလုံးတွေကိုရှောင်ကြဉ်ပါဥပမာအလွန်အကျွံတောင်းပန်တာမျိုးတွေကျွန်တော်ထင်ပါတယ်စတဲ့စကားလုံးတွေကိုတုံးတာမျိုးတွေအောင်မြင်မှုတွေကိုရှော့တွက်တာမျိုးတွေကိုရှောင်ပါမလေးမခံပြူတာမျိုးတွေမတရားဆက်ဆံတာမျိုးတွေနဲ့ကြုံလာရရင်ချက်ချင်းပြောပါကျွန်တော်ကျမဆိုတဲ့စကားလုံးနဲ့စပြီးကိုယ့်ရဲ့ခံစားချက်တွေကိုထုတ်ဖော်ပြောဆိုပါ ပြဿနာတွေကိုချက်ချင်းဖြေရှင်းခြင်းအဖြစ်မချေနှက်မှုတွေမကြီးထွားအောင်ကာကွယ်နိုင်ပြီးတရားမျှတမှုကိုလိုလားသူတယောက်ဖြစ်ရည်တည်နိုင်ပါလေ Professional ကိုရက်ကိုတိဆောက်ပြီးအတုံးချပါဆက်ဆံရေးတိဆောက်ခြင်းမှာယင်းနှိမ့်မြုံနံမှာ network ကင်းဆိုတာအလုပ်ရတဲ့အခါမှလုပ်ရတာမဟုတ်ပါဘူးဒါဟာကိုယ့်ရဲ့အတက်မွေးဝမ်းကြောင်းကိုကျွဲဝစေမဲ့လုပ်ငန်းစဉ်တစ်ခုပါလုပ်ဖို့ကြိုင်ဘက်တွေနဲ့ပုံမှန်ဆက်သွယ်ပါလုပ်ငန်းဆိုင်ရာပွဲတွေကိုတက်ရောက်ပါ professional အဖွဲ့အစည်းတွေမှာပါဝင်ပါမတူကွဲပြားတဲ့ကိုယ့်ရဲ့တစ်ခုကိုတိဆောက်ပါကိုယ့်ရဲ့ပဝန်းကျင်ကလူတွေကိုပဲအာရုံမစိုက်ပါနဲ့မတူညီတဲ့ဌာနတွေကလှုပ်ဖို့ကင်ဘက်တွေလုပ်ငန်းအဆင့်မျိုးမျိုးကပညာရှင်တွေမတူညီတဲ့နောက်ခံအကြောင်းအရာတွေရှိတဲ့လူတွေနဲ့ဆက်သွယ်ပါအရင်ပေးပြီးမှယူပါ စေတနာထားပြီး networking လုပ်ပါသူများကိုကူညီဖို့ကိုယ့်ရဲ့ကျွမ်းကျင်မှုကို မျှဝေဖို့မိတ်ဆက်ပေးဖို့နီးလန်းတွေကိုရှာဖွေပါ ဒီစေတနာတွေကမမျှော်လင့်ပဲကိုယ့်ကိုပြန်ကြိုးပြူလာတတ်ပါတယ်။ရည်မှန်းချက်နဲ့စစ်မှန်မှုကို မျှတအောင်ထားပါ။အောင်မြင်မှုအတွက်ယောက်ျားဆန်တဲ့ကောင်းဆောင်မှုပုံစံကိုမလိုက်နာပါနဲ့။ကိုယ့်ရဲ့အားသာချက်တွေကိုအသုံးချပြီးထူးခြားတဲ့ရှုထောင့်ကနေကြည့်ပါ။စစ်မှန်မှုကယုံကြည်မှုကိုတိဆောက်ပေးပြီးပိုပြီးထိရောက်တဲ့ကောင်းဆောင်တစ်ယောက်ဖြစ်စေပါလေ။စီမင်းစည်းကမ်းတွေတတ်မှတ်ပါ။ရည်မှန်းချက်ကြီးဖို့ကအရေးကြီးပါလေ။ဒါပေမဲ့ကိုယ့်ရဲ့ကျမ်းမာရေးနဲ့ တံမိုးတွေကိုစတဲ့ပြီးတော့မလုပ်တင်ပါဘူးကိုယ့်ရဲ့ရီမှန်းချက်တွေနဲ့မကိုက်ညီတဲ့အလုပ်တွေကိုမြင်းဆို့ဖို့တင်ယူပါအလုပ်နဲ့ဘဝကိုပေါင်းဆက်ပါစုံလင်နဲ့မျှတမှုကိုရှာဖွေမဲ့အစားကိုယ့်ရဲ့ professional ဘဝနဲ့ကိုယ်ရေးကိုယ်တာဘဝကိုအတိတ်ပဲရှိရှိ ပေါင်းဆက်ဖို့နည်းလမ်းတွေကို ရှာဖွေပါဥပမာအလုပ်ချိန်ကိုညှိနှိုင်းတာအလုပ်နဲ့အိမ်မှာတာဝန်တွေခွဲဝေတာကိုကိုကိုဂရုစိုက်တာစတာတွေပါဝင်ပါလေကြားမှစံနှုန်းတွေကိုကြော်လွားပါ ကြားမပတ်လိုက်မှုတွေကိုတတိထားပါဘလုတ်ခွေမှာကိုယ်ဘလို့မြင်လဲဆိုတာကိုတက်ရောက်နိုင်လက်ကြမဆန်နှုံးတွေကိုတိထားပါဥပမာ မျိုးသမီးတွေကရီမန်းချက်နေတယ်စိတ်ခံစားမှုလွှမ်းမိုးတယ်ကူညီပံ့ပိုးတဲ့အခန်းကဏ္ဍတွေနဲ့ပိုတင့်တော်တယ်လို့ယူဆတာမျိုးတွေဖြစ်နိုင်ပါတယ်ဇွဲရှိရှိနဲ့ကိုယ့်ရဲ့အရေးချင်းနဲ့ကောင်းဆောင်နိုင်စွမ်းကိုပြတာပါကိုယ့်ရဲ့အလုတ်ကပဲကိုယ့်ကိုယ်စားပြောပါစေကိုယ့်ရဲ့အတက်မွေးဝမ်းကြောင်းတိုးတက်မှုကိုတိုက်ရိုက်ထိခိုက်တဲ့အခါ အယူဆတွေကိုနီးပြူဟာမြောက်စွာကင်တွေဖြစ်ရှင်ပါရိုးရအစင်လာရအမျိုးသမီးဆန်တဲ့လို့တတ်မှတ်ထားတဲ့အရေးချင်းတွေကိုအာတာချက်တွေအဖြစ်ပြောင်းလဲပါစာနာထောက်ထားမှုပူပေါင်းဆောင်ရွက်မှုစတာတွေကခစ်တဲ့အလုပ်ခွင်တွေမှာတံမိုးထားတဲ့အရေးချင်းတွေဖြစ်လာပါတယ်ဒီအရေးချင်းတွေကခေါင်းဆောင်တယောက်အနေနဲ့ပြဿနာဖြေရှင်းသူတယောက်အနေနဲ့ကိုယ့်ရဲ့ထိရောက်မှုကိုဘယ်လိုအထောက်အကူပြုလဲဆိုတာကိုလေးပေးပြောပါကိုယ့်ရဲ့တံမိုးနဲ့တိုးတက်မှုအတွက်မကြောက်မရွံ့ညှိနှိုင်းပါ မတောင်းရင်ဘာမှမရဘူးဆိုတာကိုမှတ်ထားပါဘာကိုမှမညှိနှိုင်းခင်လုပ်ငန်းနဲ့ပတ်စံလုံးတွေကိုယ့်ရဲ့ဈေးကွက်တန်ဖိုးနဲ့ကိုယ့်ရဲ့အဖွဲ့အစည်းအတွက်ဘာတွေလုပ်ပေးထားလဲဆိုတာကိုတေချာလေ့လာပါဒီအချက်လက်တွေကလစာတိုးမြင်တာဓာတ်ရုတိုးတာတွေကိုဆွေးနွေးတဲ့အခါယုံကြည်မှုနဲ့အတာချက်တွေကိုပေးပါတယ်ညှိနှိုင်းမှုနဲ့ပတ်သက်ပြီးယုံကြည်ရတဲ့တငယ်ချင်းဒါမှမဟုတ်ဆရာနဲ့အတူလေ့ကျင့်ပါဒါကကိုယ့်ရဲ့သတင်းစကားကိုကိုကောင်းအောင်လုပ်ဖို့နဲ့ကိုကိုကို ခုခံပြောဆိုရတာကိုပိုအဆင်ပြေစေပါတယ် ကိုယ့်ရဲ့တန်ဖိုးနဲ့ကိုယ့်ရဲ့တောင်းဆိုမှုတွေကိုဘယ်လိုလုပ်ပေးရင်ဖွဲ့စည်းအတွက်အကျိုးရှိမလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြောဆိုဖို့ပြင်ဆင်ထားပါပထမအဆိုပြုချက်ကိုလက်မခံပါနဲ့အမျိုးသမီးတော်တော်များများကမကျေနပ်မှာဒါမှမဟုတ်ခက်ခဲတယ်လို့ထင်မှကြောက်လို့ပထမအဆိုပြုချက်ကိုပြန်တွန်းလှန်ဖို့စိတ်မတက်မတာဖြစ်တတ်ကြပါတယ်။ညှိနှိုင်းတာက professional လုပ်ငန်းစဉ်ရဲ့တစိတ်တစ်ပိုင်းဆိုတာကိုသတိရပါ။ခန္ဓာရည်အားကိုတိဆောက်ပါ ကြာရှုံးမှုကိုတုံ့ပြန်မှုအဖြစ်ပြန်ပြောင်းပါစိတ်ပျက်စရာတွေနဲ့ကြုံလာရတဲ့အခါကိုယ့်ကိုယ်ကိုအပြစ်တင်နေပါနဲ့ဒီအတွေ့အကြုံတွေကိုတမိုးရှိတဲ့တင်ယူမှုအခွင့်အရေးတွေဖြစ်ရှုမြင်ပါဘာတွေမှာသွားလဲဆိုတာကိုသေချာလေ့လာပါနောက်အနာဂတ်မှာဒီအသိပညာကိုအသုံးချပါတိုးတက်မှုစိတ်ဓာတ်ကိုတည်ဆောက်ပါတင်ယူနိုင်စွမ်းနဲ့တိုးတက်နိုင်စွမ်းကိုယုံကြည်ပါစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတဲ့အခါကိုယ့်ရဲ့အရေးချင်းကိုတန်တရားဝင်မဲ့အစားစူးစမ်းအားထုတ်မှုနဲ့မိပြူဟာတွေကိုအာယုံစိုက်ပါ ခက်ခဲတဲ့အချိန်တွေမှာအားပေးကူညီနိုင်မဲ့သူတွေနဲ့ဝန်းရံထားပါဥပမာအလားတူစိန်ခေါ်မှုတွေကိုကြော်လွားနိုင်ခဲ့တဲ့ဆရာတွေကိုယ့်ရဲ့အတွေ့အကြုံတွေကိုနားလည်ပေးနိုင်တဲ့လုပ်ဖော်ကိုင်ဖက်တွေစိတ်ပိုင်းဆိုင်ရာကိုကူညီပံ့ပိုးပေးနိုင်တဲ့တငယ်ချင်းတွေနဲ့မိသားစုဝင်တွေပါဝင်ပါတယ်စိတ်ပိုင်းဆိုင်ရာဉာဏ်ရည်ထက်မြက်မှုနဲ့ဥဆောင်ပါအမျိုးသမီးတွေကမိမိကိုယ်ကိုသိရှိခြင်းမိမိကိုယ်ကိုစီကံထိန်းသိမ်းနိုင်ခြင်း စာနာထောက်ထားခြင်းနဲ့လူမှုဆက်ဆံရေးကျွမ်းကျင်မှုတွေအပါအဝင်ဤကျူအချက်၅ချက်မှာ၄ချက်အထိအမျိုးသားတွေထက်တာလွန်ကြပါတယ်။စိတ်ပိုင်းဆိုင်ရာဉာဏ်ရည်ထက်မြတ်မှုကိုအသုံးချပါ။မိမိကိုယ်ကိုသတိပြုမိပြီးကိုယ့်ရဲ့စိတ်ခံစားမှုတွေကိုစီမံခန့်ခွဲခြင်းအပြန်အလှန်ဆက်ဆံရေးကောင်းမွန်အောင်တည်ဆောက်ခြင်းသူများရဲ့စိတ်ခံစားမှုတွေကိုဖတ်တတ်ပြီးတုံ့ပြန်ခြင်းအဖြစ်မိမိရဲ့ဤကျူကိုမြင့်တင်ပါမတူကွဲပြားတဲ့ရှုထောင့်တွေကိုတံမိုးထားပြီး လူတိုင်းရဲ့အတန်ကိုကြားနိုင်တဲ့အလုပ်ခွင်တစ်ခုကိုဖန်တီးပါ။စာနာထောက်ထားမှုနဲ့တင်းကျပ်ပြတ်သားမှုကိုမျှတအောင်ထားပါ။စာနာထောက်ထားမှုကအတ္တချက်တစ်ခုဖြစ်ပေမဲ့လိုအပ်တဲ့အခါခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချတာဒါမှမဟုတ်အလုပ်စွမ်းဆောင်ရည်ညံ့ဖြစ်တဲ့ပြဿနာတွေကိုဖြေရှင်းတာကလည်းတားဆီးမထားသင့်ပါဘူး။ဒီဗီဒီယိုမှာဆွေးနွေးခဲ့တဲ့အဓိကချက်တွေကိုပြန်ချုပ်ရမယ်ဆိုရင်ကိုယ့်ရဲ့စွမ်းအားကိုလက်ခံဖို့ကိုကိုကိုယုံကြည်မှုရှိရှိပြတ်တော့ဖို့ဂျုံတွေးရေးရာတွေကိုယုံကြည်မှုနဲ့ ရင်ဆိုင်မှုအခိုင်အမာပြောဆိုဆက်သွယ်မှု professional ကွန်ရက်ကိုတိစောက်ပြီးအတုံးချဖို့ရည်မှန်းချက်နဲ့စစ်မှန်မှုကိုမျှတအောင်ထားဖို့ကြားမှဆန်နှုံးတွေကိုကြောပါဖို့ကိုယ့်ရဲ့တန်မိုးနဲ့တိုးတက်မှုအတွက်မကြောက်မရွံ့ညှိနှိုင်းဖို့ခံနိုင်ရည်အားကိုတိစောက်ဖို့နဲ့စိတ်ပိုင်းဆိုင်ရာဉာဏ်ရည်ထက်မြက်မှုနဲ့ဥဆောင်ဖို့ပဲဖြစ်ပါတယ်ဒီသင်ခန်းစာတွေကိုအခြေခံပြီးလှုပ်ဆောင်ဖို့လူငယ်တွေကိုတိုက်တွန်းချင်ပါတယ်